င်္ဂလာပါရှင်။မတ်လ9ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကတော့စစ်မှုထမ်းတင်နန်းသားတွေကိုတယ်ဆောင်လာတဲ့တင်ပေါ်တိုက်ခတ်ခံရတဲ့သတင်းရှမ်းတောင်နဲ့ကရင်တွေကိုချိတ်ဆက်နိုင်မဲ့တန်လွေမြစ်ကူတတာစစ်ကောင်စီတိစောက်နေတဲ့အကြောင်းဒဇယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကထိခိုက်ကြဆုံများနေတဲ့အခြေအနေဖအံမှာထိုင်းနယ်ဇက်ကလာတဲ့ကုန်ကားအများပြားကိုစစ်ကောင်စီဖမ်းဆီးထားတဲ့သတင်းဒါတွေကိုတင်ဆက်ပေးပါမယ်ရှင်။ စစ်မှုထမ်းဆူဆောင်းလာသူတွေကိုတင်ဆောင်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့တင်ပေါ်ကိုတနင်္သာရီတိုင်းတဝဲမြစ်ကြောင်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားစီကသိရပါတယ်။မတ်လ၄ရက်ညနေပိုင်းမှာအဲ့ဒီတင်ပေါ်ဟာတဝဲမြို့ကတဆင်မြစ်ကြောင်အတိုင်းစုံစမ်းလာချိန်လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တဝဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီးကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။စစ်မှုထမ်းအတွက်တဝဲမြို့နယ်အတွင်းစုဆောင်းထားတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ကရေချောင်းကနေတဆင်ပလောမြို့အခြေဆိုင်အမတ်ဆက်နဲ့တမ်းမြင့်လေးကျင်ရေချောင်းစီပို့ဆောင်ဖို့တင်ပေါ်နဲ့တင်ခေါ်လာတဲ့အချိန်မှာတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ဒဝဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ရုပ်သံအရကွန်တိန်နာတင်ပေါ်ကိုမြေကမ်းဘေးကနေလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာတွေ့ရပါတယ်။ဒဝဲမှာစစ်မှုထမ်းစုဆောင်းရရှိထားတဲ့လူငယ်တွေကိုစစ်ကောင်စီကရေချောင်းကိုတုံးပြီးပလောမြို့ကစစ်တင်တန်းစီထပ်မံပို့ဆောင်ဖို့ရှိနေသေးကြောင်းဒေသခံတွေကိုတော်လှန်ရေးအဖွဲ့တွေကအသိပေးပါတယ်။ ဒါကြောင့်တဝဲမြစ်ကြောင်းမှာတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက်တငါသေးတွေငါးဖန်းဆက်လေတွေအနေနဲ့စစ်ကောင်စီတပ်သားတွေကိုတယ်ဆောင်တာမပြုတ်လောက်ကြဖို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးထားပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းမှာတန်လွင်မြစ်ကိုဖျက်ပြီးကရင်နီပြည်ဘက်ချိတ်ဆက်မဲ့တရားတစင်စစ်ကောင်စီကတိစောက်နေတယ်လို့ထိုင်းသတင်းဌာနခေါဆုတ်ကဖော်ပြပါရတယ်။ လန်းကာခရိုင်ဗန်းဟွာမွေကြေးရွာမှာတန်လွင်မြစ်ကိုဖျက်ပြီးတရားဒဇင်းတိဆောင်နေပြီလို့မြန်မာနိုင်ငံဘက်ကတည်ယူပို့ဆောင်ရေးတာဝန်ရှိသူရဲ့ပြောဆိုချက်ကိုကိုးကားပြီးရေးသားထားတာပါအဲ့ဒီတရားကမြန်မာစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ခဲယမ်းတွေနေဆက်ဒေသစီပို့ဆောင်ရာမှာလွဲကူချောမွေစီပြီးတိုက်ပွဲတွေဖြစ်နေတဲ့ကရင်နီဘက်ကိုလက်နက်ခဲယမ်းတွေပို့ဆောင်နိုင်တယ်လို့စစ်ရေးလေလာသူတွေကယုံကြည်နေကြောင်းဖော်ပြထားပါတယ်ကရင်နီစစ်ဘက်သတင်းရှင်းမြစ်ကတော့ထိုင်းသတင်းဌာနမှဖော်ပြတဲ့ လန်ကာဆိုတာက ရှမ်းပြည်တောင်ပိုင်းကလင်းခေခရိုင်ဖြစ်တယ်လို့ရှင်းပြပါတယ်။လင်းခေကနေတန်လွင်မြစ်ကိုကူပြီးကရင်နီပြည်နယ်ရှားတော်မြို့နယ်ကိုဆက်သွယ်มาဖြစ်တယ်လို့လည်းနေမြင့်အနေထားကိုအသိပေးတာပါ။ကရင်နီပြည်နယ်ကရှားတော်မြို့ကိုတော့ကရင်နီတော်လှရင်တပ်တွေကပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကတည်းကတင်းယူထိန်းချုပ်ထားတာပါ။ကရင်နီပြည်တပ်မတော် KA တာဝန်ရှိသူတဦးကတော့စစ်ကောင်စီတိစောက်နေတဲ့တရားအချက်အလက်ကိုတေချာပြန်ကြည့်ရမှာဖြစ်ပြီး နေရအသေးစိတ်မသိရသေးဘူးလို့ People Spring ကိုပြောပါရယ်။လင်းခေမြို့နယ်အတွင်းစစ်ကောင်စီတိဆောက်နေတဲ့ဆိုရဲတန်လွင်မြစ်ကိုတရားစီမံကိန်းကိုလာမယ့်နှစ်အတွင်းအပီးတိဆောက်ဖို့မျှော်မှန်းထားကြောင်းလဲထိုင်းသတင်းမှာဖော်ပြထားပါရယ်ရှင်။စကိုင်းတိုင်းဒဇယ်မြို့မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်က ထိခိုက်သိမ်းဆုံးမှုများသလိုစစ်တုံးပန်း9ဦးလည်းဖမ်းမိထားတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်။ မတ်လ3ရက်မနက်အစောပိုင်းကစလို့ဒဇယ်မျိုးနဲ့အနီးဝန်းကျင်ကစစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေတာဖြစ်ပါတယ်။မြို့အနီးကဆင်ငယ်ရွာအပါအဝင်စစ်တပ်တပ်ဆွဲနေတဲ့ရွာတချို့နဲ့ဒဇယ်မျိုးရဲ့နေရာတချို့ကိုတော်လှန်ရေးတပ်တွေကသိမ်းယူထားနိုင်ပြီလို့သိရတာပါ။မတ်လ4ရက်ညပိုင်းမှာတော့ဆင်ငယ်ရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ဘက်ကရဲနဲ့ပြူစောတီစစ်သားစုစုပေါင်း9ဦးကိုဖမ်းဆီးရမိကြောင်းတိုက်ပွဲမှာပါဝင်တဲ့ PDF တအူးကပြောပါတယ်။ မင်းညပိုင်းနဲ့ဒီမနက်ပိုင်းမှာလည်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းပစ်ကူ၃ခုခံတိုက်ခိုက်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ပြောပါရယ်တော်လှန်ရေးတပ်တွေကမြို့ရဲ့အရှိတ်ဘက်နဲ့တောင်ဘက်ခြမ်းကစစ်တပ်တပ်ဆွဲရနေရာတွေကိုသိမ်းယူဖို့ကြံနေပြီးစစ်ကောင်စီတပ်ဘက်ကတော့မြို့တွင်းကဘောလုံးကွင်းကြန့်ခိုင်ရေယုံထွေအုပ်ယုံနဲ့ရဲစခန်းတွေမှာအထိုင်ချခုခံနေပါရယ်ဒေသရင်းတော်လှန်ရေးတပ်တွေဟာဒဇယ်မြို့ကစစ်တပ်စခန်းတွေကိုအရင်ကလည်းနှစ်ကြိမ်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပူပါရယ်ရှင် တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဆိုပြီးစစ်ကောင်စီကဖအံမျိုးပေါ်မှာရှိတဲ့ကုန်ပစ္စည်းတိုးလောင်ရာဂိုဒေါင်တွေနဲ့ထိုင်းနယ်ဇက်ကကုန်တယ်လာတဲ့ကုန်ကားအများအပြားကိုဖမ်းဆီးထားတယ်လို့ကရင်သတင်းရှင်းပြတွေကအသိပေးပါတယ်။ဒီလိုဖမ်းဆီးခံရတဲ့ကုန်ကားတွေထဲမှာစစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့အပြစ်ရကရင်လက်နက်ကိုင်အဖွဲ့ပိုင်းမော်တော်ယာဉ်တွေလည်းပါဝင်ပါတယ်။မြဝတီကနေထွက်ခွာလာတဲ့ကုန်ကားတွေကိုစစ်ကောင်စီရဲ့ပူပေါင်းအဖွဲ့ကဖမ်းအံလှိုင်းပွဲလမ်းပေါ်ထီလုံရွာစစ်စေးရိတ်ကိန်းနဲ့ ဖအံမြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာစောင့်ကြိုဖမ်းဆီးခဲ့တာဖြစ်ပြီးမော်တော်ယဉ်ရာနဲ့ချီဖမ်းဆီးခံရတာပါ။ကုန်ကားအစည်းရေ300ထပ်မနဲ့တိတ်ဆီးခံရပြီးအဲ့ဒီကုန်ကားတွေထဲမှာအပြည့်ရကရင်လက်နက်ကိုင်အဖွဲ့အစည်းပိုင်ကားတွေနဲ့ကရင်နယ်ခြားစောင့်တပ် BGF ပိုင်ကားတွေအများအပြားပါတယ်လို့ကရင်သတင်းရှင်းမြစ်ကဆိုပါတယ်။အခုလိုဖအံမြို့ပေါ်မှာထိုင်းနယ်ဇက်ကလာတဲ့ကုန်ကားတွေကိုဇက်တိုက်ဖမ်းဆီးနေတာကစစ်ကောင်စီဒုကောင်ဆောင်ရဲ့ဓာတ်ရိုက်အမိန့်ပေးမှုနဲ့သက်ဆိုင်နေတယ်လို့သိရပါဗျ စစ်ကောင်စီဒုကောင်ဆောင်ဟာတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီဥက္ကဋ္ဌတာဝန်ကိုယူထားတာပါပြီးခဲ့တဲ့ February 29ရက်ကနေပြည်တော်မှာပြုလုပ်တဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးကော်မတီအစည်းအဝေးမှာဖမ်းမိတဲ့တရားမဝင်ကုန်ပမာဏနည်းနေတဲ့အတွက်ပိုဖမ်းကြဖို့အမိန့်ပေးညွှန်ကြားခဲ့တာဖြစ်ပါရဲ့ရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။